နတ်ဖျားမနီဝါဟာအရန်ကုန်မှာအထီးကျန်နေခဲ့ပါတယ်။ဖန်ကူးနတ်ဖျားကစကြဝဠာကိုဖန်ဆင်းပြီးကလေးကကဘာပေါ်မှာသူတယောက်တည်းပဲရှိနေခဲ့ပြီးအရန်ပြစ်နေခဲ့ပါတယ်။ဒါနဲ့ပဲသူဟာကိုကုတ်ကိုပုံစံတူယူပြီးမြဝမြပေကရှင်စီနဲ့ရှင်စီရုတ်တယောက်ကိုဖန်တီးခဲ့ပါတယ်။အဲဒီနောက်မှာတော့နတ်ဖျားစွန့်ရင်နဲ့မှုတ်ထုတ်လိုက်ရာကဘာပေါ်မှာပထမဆုံးလူသားလေးပေါ်ပေါက်လာခဲ့ပါတယ်။ဒါပေမဲ့တယောက်တည်းနဲ့ကလုံးဝမလုံလောက်သေးပါဘူး။နဖီယာမနီဝါကကဘာကြီးကိုစီကားစီဖို့အတွက်ရှင်စေးရုပ်လေးတွေကိုတရုတ်ပြည်တရုတ်ဖန်တီးခဲ့ပါတယ် ။နောက်ဆုံးမှာရှင်စေးရုံလေးတွေကိုတတုံးပြီးတတုံးပစ်ချလိုက်တာနဲ့အတက်ဝင်လှူရှားတဲ့လူသားလေးတွေဖြစ်လာခဲ့ပါတယ်။ယောက်ျားလေးရောမိန်းကလေးပါပါဝင်တဲ့လူသားမျိုးနွယ်စုကိုဖန်တီးခဲ့ပါတယ်။ကဘာကြီးကငြင်းငြမ်းတာယာနေခဲ့တယ်။ဒါပေမဲ့ဒီနေ့မှာတော့မဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်နှစ်ယောက်ရောက်လာခဲ့ပါတယ်။သူတို့တွေကတယောက်ကတော့ကဘာဘော်ကမိကိုထိန်ချုပ်တဲ့မိနဲ့ဖျားကျူယုံဖြစ်ပြီးနောက်တစ်ယောက်ကတော့ကဘာပေါ်ကရေကိုထိန်ချုပ်တဲ့ရေနှက်ဖျားကုန်ကုန်ဖြစ်ပါလေ။နှက်ဖျားနှစ်ပါးဟာဝေးဖွားကလေးကရေနဲ့မီလိုမတည့်ခဲ့ကြပါဘူး။နေတိုင်းရံမဖြစ်ရရင်မနေနိုင်အောင်ရံဖြစ်နေကြပါလေ။ ီတခါတော့မြေကြီးကိုတောင်ပျက်စီးရွရင်တဲ့အထိတိုက်ခိုက်ခဲ့ကြပါရယ်။တုံးရဲတုံးကြကြမြင်တဲ့ပြင်းထန်တဲ့တိုက်ပွဲပြီးမှာတော့မိနက်ဖျားကြည်ယုံကရင်းနှက်ဖျားကုန်းကုန်အသွင်ပြောင်းထားတဲ့အမြင့်ပေရာကြီးရှိတဲ့နဂါကြီးရဲ့အတင်းကျပ်ရစ်ပတ်ဖန်စီခြင်းကိုခံခဲ့ရပါရယ်။အနိုင်ရှုံးကပြက်ပြီလို့ထင်ခဲ့ပေမယ့်ကြည်ယုံကိုနဂါကြီးကစားတော့မယ့်အချိန်မှာသူကချက်ချင်းပဲမိတော့အဖြစ်ပြောင်းလဲပြီးထွက်ပြေးသွားခဲ့ပါရယ်။ထိုးနောက်လက်ကိုမြောက်ပြီးတစ်ချက်တည်းတိုက်ခိုက်လိုက်တာနဲ့ကုန်ကုန်းအသွင်ပြောင်းထားတဲ့နဂါကြီးကိုလွှင့်စင်သွားစေခဲ့ပါရယ်။ တံရရသွားတဲ့ဂုံကုံမှာတိုက်ခိုက်နိုင်စွမ်းမရှိတာကိုမြင်တော့မိနက်ဖျားချီယုံကသူ့ကိုလက်နက်ချဖို့တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့ဂုံကုံကကောင်းမတဲ့စိတ်ဓာတ်ရှိသူဖြစ်ပြီးတည်သွားရင်တော့ရှုံးမပေးဘူးလို့ပြောခဲ့ပါတယ်။ရှုံးနေမှုကြောင့်စိတ်မကြည်မလင်ဖြစ်နေတဲ့သူကကောင်းကင်နယ်မြေကြီးကိုထောက်ပံ့ပေးထားတဲ့ပူချိုးတောင်ကိုခေါင်းနဲ့တက်ပြီးတော့ချိုးဖျက်လိုက်ပါတယ်။နဖီယာမနီဝါကဒီဖြစ်ပျက်အားလုံးကိုအော်အော်တုံလို့စွာကြည်နေခဲ့ပါတယ်။ကောင်းကင်ကနေကြလာတဲ့ကြီးမားတဲ့ကြောက်တုံးတွေဟာကုန်ကုန်ကိုပင်လယ်အောက်မှာမြုံနှံဖြစ်ခဲ့ပါတယ်။ ။တချိန်ထဲမှာပဲကောင်းကင်မှာလည်းကြီးမားတဲ့အပေါက်ကြီးပေါ်လာခဲ့ပါတယ်။အဲ့ဒီအပေါက်ကနေရေရီအဆက်မပြတ်စီးကျလာပြီးတော့ကဘာမြေပေါ်ကတောင်တွေမြစ်တွေအလုံးကိုရေလွှမ်းမှုပစ်ခဲ့ပါတယ်။ကဘာတဝမ်းလုံးကိုဖုံးလွှမ်းသွားစေမယ့်ဘေးရန်ရဲ့ကြီးတစ်ခုစတင်လာခဲ့ပါတော့တယ်။လူသားတွေနဲ့တရှိတတ္တဝါတွေအများပြားဟာအသက်တွေဆုံးရှုံးခဲ့ကြတယ်။ကျင်နာတတ်တဲ့နတ်ဖျားမနီဝါကအားလုံးကိုတွေ့မြင်ခဲ့ပြီးနတ်ဖျားတွေဖန်တီးခဲ့တဲ့ကက်ဆိုကြီးကိုရပ်တန့်စေဖို့အတွက်ရွမ်းဝူလိမ့်နတ်ဖျားကိုကဘာအနှံကနေအယောင်၅မျိုးကြောက်တုံးတွေကိုရှာခိုင်းခဲ့ပါတယ်။ ။ကောင်းကင်ဘော်ကအပေါက်တွေကိုပိတ်ဖို့အတွက်အဲဒီကြောင်တုံးတွေကိုပေါင်းဆက်ဖို့ပြင်ဆင်ခဲ့ပါတယ်။လူသားတွေကလည်းကိုရိုင်းပါဝင်ကူညီခဲ့ကြတယ်။အယောင်၅မျိုးကြောက်တုံးတွေကိုတစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းပြီးပူချိုးတောင်ချီရင်မှာစုပုံခဲ့ကြရတယ်။ပြဒနာရဲ့အဓိကတရားခံတွေထဲကတဦးဖြစ်တဲ့မိနဲ့ဖျားချီယုံကလည်းလက်ပိုက်ပြီးမနေခဲ့ပါဘူး။နတ်ဖျားမနီဝါကသူ့ကိုပူချိုးတောင်တစ်ခုလုံးကိုမိရှို့ခံခဲ့ပါရတယ်။မိနဂါတကောင်ဟာအဆွေတွေလက်သေးတွေနဲ့တောင်ထိပ်ကိုပြေးဝင်သွားတာကိုမြင်လိုက်ရတယ်။ရွှံဝူကအယောင်၅မျိုးကြောက်တုံးတွေကိုတဒုံးပြီးတဒုံးပစ်ချလိုက်တယ် အဲ့ဒီအချိန်မှာပူချိုးတောင်ကမိခိုးလုံးတွေအဆက်မပြတ်ထွက်နေကြတဲ့အေယာမမိဖို့ကြီးနဲ့တူနေပါဗါဒါပေမဲ့ကောင်းကင်နယ်မြေကြီးမှာထောက်တိုင်မရှိတော့တဲ့အတွက်ကောင်းကင်ကမကြခင်ပြိုကျလာခဲ့ပါတယ်။လေတူးရဲ့ဖီအားကြောင့်လေပြင်းမုန်တိုင်းတွေဖြစ်ပေါ်လာခဲ့တယ်။မကြခင်မှာပဲမီလီယံတွေငြိမ်းသွားခဲ့ပါတယ်။ဒီအခြေအနေကိုရောက်လာတော့ကဘာပေါ်ကတတဝအားလုံးရဲ့ပျော်ရွှင်မှုအတွက်နတ်ဖီအားရွှံဝူကကုကုကုဆုံလို့ဖို့ဆုံးဖြတ်ခဲ့တယ်။သူကရေထဲကိုကောင်းဆိုင်ဝင်ရောက်သွားပြီးလေးဘက်စလုံးကောင်းကင်ကိုမြှောက်လိုက်တယ်။ ခန္ဓာကိုယ်လည်းတဖြည်းဖြည်းကြီးမားလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ပြိုကျလာတဲ့ကောင်းကင်ကိုပြန်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။မကြာခင်မှာလေးနဲ့မူတွေရပ်တန့်သွားခဲ့တယ်။ဒါပေမဲ့နတ်ဖျားရွှံဝူကတော့အသက်ဆုံးရှုံးသွားခဲ့ပြီးပေါ်ပါနေတဲ့အခွန်တစ်ခုပဲကျန်ခဲ့ပါတယ်။မိနတ်ဖျားကြည်ုံကဆက်ပြီးမိရှို့နေခဲ့ပါတယ်။မိဖို့တွေကအယောင်ငါမျိုးကြောက်တုံတွေလည်းတဖြည်းဖြည်းအရေးပြောလာပြီးရွှေရောင်ရည်တွေစီးဆင်းလာခဲ့ပါတယ်။နတ်ဖျားမနီဝါကလိတ်ခွန်ကိုခွဲအဖြစ်အသုံးပြုလိုက်တယ်။ကြောက်ရည်တစ်ခွက်ကိုခတ်ယူပြီးကောင်းကင်ဘော်ကိုပြန်တက်သွားခဲ့ပါတယ်။ အရေးတွေကိုလေးပွေတဲကိုထည့်လိုက်ပြီးနောက်မှာတော့ကျိုးပဲ့နေတဲ့အပေါက်ကြီးဟာမကြခင်ပြန်လည်ပိတ်ဆို့သွားခဲ့ပါတယ်။ဒါပေမဲ့ကောင်းကင်ဘော်ကအပေါက်တွေကဒီတစ်ခုတည်းမဟုတ်ပါဘူး။နတ်ဖျားမနီဝါကကောင်းကင်နယ်မြေကြီးချာမှာအဆက်မပြတ်သွားလာနေခဲ့ပါတယ်။မကြခင်မှာပဲပြင်းမှန်းနှွဲ့နေပြီးကောင်းကင်ကနေပြုံးချလာခဲ့တယ်။သူကမ်းပေါ်ရောက်တော့ကောင်းကင်ကိုပြန်လည်ပြင်ဆင်ဖို့ကြောက်ရွံ့တွေမရှိတော့တာကိုတွေ့လိုက်ရတယ်။ကောင်းကင်ဘော်ကနောက်ဆုံးအပေါက်ကိုမပိတ်နိုင်ရင်တော့အရင်ကလုပ်ခဲ့တဲ့အရာတွေအလုံးအချင်းဤဖြစ်သွားလိမ့်မယ်။ဒီအကြောင်းကိုတွေ့ပြီးတော့နတ်ဖျားမနီဝါကရဲရင်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်။ သူကိုယ်တိုင်ဖန်တီးခဲ့တဲ့လူသားကလေးတွေဒုက္ခမရောက်စေဖို့အတွက်သူကအပေါအောက်ကိုပြန်တန်းသွားခဲ့ပါတယ်။ကောင်းကင်ကနေကြလာတဲ့ရေတွေကိုကိုခန္ဓာနဲ့အတတ်နိုင်ဆုံးခန္ဓာရည်ရှိအောင်ကြိုးစားခဲ့ပါတယ်။နောက်ဆုံးမှာတော့တဖြည်းဖြည်းပြန်တက်သွားပြီးအပေါကိုအောင်မြင်စွာပိတ်ဆို့နိုင်ခဲ့ပါတယ်။ကဘာကြီးအားဘေးအန္တရာယ်ကနေလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့လူသားတွေကငိုကြွေးမိတမ်းနေကြတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့ကြီးမြတ်တဲ့မဟာမိခင်ကိုထာဝရဆုံးရှုံးလိုက်ရလို့ပဲ။